အလုံးမင်္ဂလာပါအလုံးဒီနေ့စပြီးတော့ဒီ level 1 2စင်းငိုင်းနဲ့ပတ်သက်ပြီးတော့အခြေခံအဆင့်သိနိုင်ဖို့ equation လေးတစ်ခုကိုစပြီးတော့ sharing လုပ်ပြီးမှာပါအခြေခံပေါ့အဲ့တော့ပထမဦးဆုံးဒီစင်းငိုင်းမှာ accounting equation ပေါ့စင်းငိုင်းနဲ့ညီမျှချင်းလေးတစ်ခုရှိပါတယ်အဲ့ဒါက SS equal to equity plus liabilities ပေါ့နော်အဲတော့ equity ဆိုတာကတော့ capital လို့လည်းခေါ်တယ်ပေါ့ကဲတခုချင်းလေးအကြောင်းဆက်ပြီးတော့ကျွန်တော်တို့ပြောကြည့်အောင် asset ကကြတော့လုပ်ငန်းကပိုင်ဆိုင်တဲ့သူကတော့ဓာတ်ရိုက်ကတော့ရပိုင်ခွင့်ပေါ့လုပ်ငန်းကပိုင်ဆိုင်ပြီးအသုံးပြုနေတဲ့အရာအလုံးပေါ့အဲ့ဒါကိုရပိုင်ခွင့် asset လို့ခေါ်တယ် equity ဆိုတာကတော့ owners equity လို့လည်းခေါ်တယ်။ပိုင်ရှင်ကိုယ်တိုင်ထည့်ဝင်ထားတဲ့အရင်းနှီးပေါ့။အရင်းနှီးမှာငွေသားသာမကခြားပစ္စည်းများလည်းပါတယ်ပေါ့နော်။နောက်တစ်ခုကကြတော့ liabilities ပေါ့။ liabilities ဆိုတာကတော့ပေးရန်တာဝန်လုပ်ငန်းကပေးစရာရှိတဲ့အရာအလုံးကိုပေးရန်တာဝန်လို့ခေါ်တယ်ပေါ့။ဟောဒီ equation လေးကို အာကျွန်တော်တို့ဒီအချက်ထပ်ပြီးတော့ကြည့်အောင် SS equal to equity plus liability ပေါ့အဲ့တော့ equation ရနှစ်ပိုင်းဖြစ်သွားမယ် SS ဆိုတဲ့အပိုင်းနဲ့ equity and liability ဆိုတဲ့အပိုင်းပေါ့အဲ့တော့တို့က SS ကိုထပ်ပြီးတော့ခွဲမယ်ဆိုရင်တော့ NaN current SS နဲ့ current SS ဆိုပြီးတော့ခွဲလို့ရတယ်ပေါ့။အော် NaN current SS ကို fair SS လို့လည်းခေါ်တယ်။လုပ်ငန်းမှာကာလရှည်သုံးသွားမဲ့ပစ္စည်းလုပ်ငန်းအတွက်အထောက်ပံ့ဖြစ်စေဖို့အတွက်ရည်ရွယ်တဲ့ပစ္စည်းပေါ့။ ပြန်အောင်စားဖို့မရည်ရွယ်ထားဘူးပေါ့အဲ့ဒါ non current assets ပေါ့ current assets ကကြတော့အဲလုပ်ငန်းမှာဒီကာလတို့ပေါ့တစ်နှစ်အတွင်းပေါ့အသုံးပြုသွားမယ်ငွေပြန်ရဖို့ရည်ရွယ်ထားတယ်လက်တလောပေးစရာရှိတာတွေရှိခဲ့ရင်လည်းဒီ current asset နဲ့ပဲရင်ဆိုင်ဖြည့်ရှင်းပေးဖို့ရည်ရွယ်ထားတယ်ပေါ့အဲ non current asset ကိုထပ်ပြီး ခွဲမယ်ဆိုရင်တော့ tangible လို့ခေါ်တဲ့ထီးတွေ့ ကင်တွယ်လို့ရတဲ့နန်ကာရန်ဆန်နဲ့ထိတွေ့ကင်တွယ်လို့မရတဲ့ intangible non current asset ဆိုပြီးနှစ်ပိုင်းထပ်ပြီးတော့ခွဲလို့ရတယ်။အော် tangible မှာတော့အကျွန်တော်တို့ဘာတွေပါလဲဆိုတော့ဒီအိမ်ခြံမြေတိုက်ကအစာအုပ်ပရိဘောဂဆက်ပစ္စည်းပေါ့ဥပမာပေါ့အိမ်ခြံမြေတိုက်ကအစာအုပ်ပရိဘောဂဆက်ပစ္စည်းပေါ့ intangible ကကြတော့ ထိတွေ့ကြင်တွေ့လို့မရတဲ့အရာတော့အသုံးအများဆုံးတော့ godway ပေါ့နာမည်ကောင်းပေါ့နာမည်ကောင်းတစ်ခုစီလုပ်ငန်းမှာရည်ရှိသုံးသွားလို့ရတဲ့အတွက်လုပ်ငန်းလည်ပတ်နေသမျှသုံးသွားလို့ရတဲ့အတွက် godway ကို non current asset ထဲမှာထည့်ထားတယ်။အော် tangible non current assets ကိုထပ်ပြီးတော့ခွဲရင် accos မူရင်းတန်ဖိုးဆိုတဲ့အပိုင်းနဲ့ accumulated depreciation ပေါ့ တံမိုးလျှော့ပျက်စီးပြုံးလိမှုတံမိုးလျှော့ရာဓာချက်စုစုပေါင်းတံမိုးလျှော့ဆိုပြီးတော့သုံးတယ်နောက်တစ်ခုက carrying value ပေါ့ nabob value လို့လည်းခေါ်တယ်အတရင်တံမိုးပေါ့အဲ့တော့ဒီ equation ကထပ်ထွက်လာတာက non current asset ကမူရင်းတံမိုး at cost ကထဲက accumulated depreciation ကိုနှုတ်ရင် carrying value ရတယ်ဒါ ਉਹ ပဲအပြန်အလှန်ဒီ accumulated depreciation ကိုလိုချင်တော့ cost ထဲက carrying value ကိုနှုတ်ပေါ့ ါမှမဟုတ် cost ကိုလိုချင်ရင်တော့ carrying value နဲ့ accumulated depreciation နဲ့ပေါင်းဆိုပြီးတော့ idea လေးတွေထပ်ပြီးတော့သိနိုင်တယ်ပေါ့။အော်ဒီမူရင်းတန်ဖိုးဆိုတဲ့အပိုင်းမှာလည်းဆရာတို့မူလရှိတဲ့ non current asset ရယ်ထပ်ဝယ်လိုက်တဲ့ non current asset ရယ်ရောင်းလို့ယော့သွားတဲ့ non current asset ဆိုပြီးတော့သုံးမျိုးထပ်ပြီးတော့အခြေခံသိလို့ရတယ်ပေါ့။အဲ့လိုပဲ accumulated depreciation ဆိုတဲ့ အပိုင်းမှာလည်းရခင်နှစ်တရာရှိတဲ့ depreciation ပေါ့စင်းဖွင့် legend နဲ့လက်ရှိယခုနှစ်ရဲ့ depreciation ဆိုအဓိကတော့နှစ်ပိုင်းရှိတယ်ပေါ့ထပ်ပြောရင်တော့ရောင်းလို့လျှော့လိုက်ရတဲ့ accumulated depreciation လည်းရှိမယ်ပေါ့အဲဆိုတော့ဒီ non current assets ပြန်ပြောရင်တော့ assets မှာနှစ်မျိုးရှိတယ် non current assets နဲ့ current assets non current assets ကို fair asset လို့ခေါ်တယ် non current assets ကိုနှစ်ပိုင်းထပ်ခွဲလို့ရတယ် intangible နဲ့ tangible ဆိုပြီးတော့ခွဲလို့ရတယ် tangible မှာမှသူကအင်ချမ်းမြေတိုက်ကအစာဥပရိဘောကစက်ပစ္စည်းပေါ့ intangible ကတော့အဓိကအသုံးများတာ good တွေပေါ့တခြားသော logo trademark copyright investment ရှိနိုင်ပါတယ်အဲ့တော့မူရင်းတန်ဖိုး at cost မှာလည်းမူလရှိတာရယ်ထပ်ဝယ်တာရယ်ပေါင်းမယ်ရောင်းလို့ရောသွားရင်နှုတ်ပေးမယ်နောက်တစ်ချက်အနေနဲ့ကျတော့ accumulated depreciation မှာလည်းအရင်နှစ်တွေကရှော့ခဲ့တဲ့ရခင်နှစ်က depreciation ရယ်လက်ရှိယခုနှစ်အတွက်ရှော့ထားတဲ့ depreciation ရယ် ရောင်းလို့ညော့သွားတဲ့ accumulated depreciation ဆိုပြီး၃မျိုးရှိတယ်။ accumulated depreciation ကိုနောက်တစ်မျိုးခေါ်ရင်တော့ provision for depreciation လို့လည်းခေါ်ရပေါ့နော်။အဲ့တော့ current assets မှာကြတော့အဓိကအားဖြင့် inventory ပေါ့ကုန်လက်ကျန်ပေါ့အန်ဆိုးပေါ့ရောင်းလို့မကုန် stock လို့လည်းခေါ်တယ်ပေါ့အဓိကအားဖြင့်တော့နောက်ပိုင်းမှာတော့ material လို့ခေါ်တဲ့ကုန်ကျန်တို့လုံနေစဲမပြီးသေးတဲ့လုံစဲလက်ကျန် WIP တို့ကုန်ကြော finish code လို့ဆိုပြီးတော့ထပ်ခွဲလို့ရပါတယ်အဲ့တော့ inventory နောက်တစ်ခုကကြတော့ဆရာတို့ trade receivable trade receivable ဆိုတာကကုန်ပစ္စည်းကိုအကျွေးရောင်းထားတဲ့အတွက်ရစရာရှိတာသူ့ကိုဆရာတို့ debtor လို့လည်းခေါ်တယ် sale ledger လို့လည်းခေါ်တယ် account receivable လို့လည်းခေါ်တယ်ပေါ့ရစရာရှိတာကုန်ပစ္စည်းကိုအကျွေးရောင်းလိုက်တဲ့အတွက်ရစရာရှိတယ်နောက်တစ်ခုက bank ပေါ့ ဘန်ကိုဆရာတို့ cash app ဘန်လို့လဲခေါ်တယ်။ဒါဘန်မှာအပ်ထားတဲ့လုပ်ငန်းရငွေကြေးတွေပေါ့။ Now cash cash ကိုတော့ cash in hand လို့လဲခေါ်တယ်လက်ထဲမှာရှိတဲ့ငွေပေါ့။နောက်တစ်ခုကကြတော့ other receivable ပေါ့။ other receivable ဆိုတော့အခြားသောရရန်ရှိတာပေါ့။အခြားရရန်ရှိတဲ့ဆိုတာကဒီမရသေးတဲ့ဝင်ငွေတွေပေါ့။ accrued income ပေါ့။မရသေးတော့ရရန်ရှိတဲ့ဝင်ငွေတွေ နောက်တစ်ခါမှာကျတော့ pre expand ကိုကကြိုပေးထားတဲ့အသုံးစရိတ်တွေပေါ့အဲ့တော့မကုန်သေးပေမဲ့ကြိုပေးထားတဲ့အသုံးစရိတ်မျိုးပုံမှန်အပြင်အာမခံကြီးလိုဟာမျိုးငိုင်းရင်္ဂလိုဟာမျိုးဟောလက်ရှိ နှစ်အတွက်အပြင်ကြိုပေးထားတဲ့အရာမျိုးမရသေးတဲ့အရာတွေဆိုရင်အားသား reserve လို့ခေါ်အဲ့တော့ current assets ကိုပြန်ပြောမယ်ဆိုရင်တော့ inventory trade reserve bank cash other reserve ဆိုပြီးတော့အဓိက၅မျိုးထပ်ပြီးတော့ခွဲထားလို့ရတယ် ဒါတော့တို့ SS ကိုပြန်ခွဲရင် non current asset current asset non current asset ကိုထပ်ခွဲရင် tangible နဲ့ intangible tangible မှာ cost accumulated depreciation carrying value ပေါ့ current asset မှာတော့ inventory trade receivable bank cash other receivable ပေါ့ inventory ကို stock လို့ခေါ်တယ်အဲ့မှာ material လို့ခေါ်တဲ့ကုန်ကြမ်းတွေ work in progress လို့ခေါ်တဲ့လုပ်ဆဲလက်ကျန်တွေ finish ကိုလို့ခေါ်တဲ့ကုန်ကြောတွေပါတယ် trade receivable debtor လို့ခေါ်တယ် sale ledger လို့ခေါ်တယ် account receivable လို့ခေါ်တယ်။သူဒီ personal account လို့ခေါ်တယ်။လူပုဂ္ဂိုလ်နဲ့ဆိုင်တဲ့စာရင်းပေါ့။ Now bank cash other receivable ပေါ့။အဲ့တော့အောက်ပိုင်းမှာ equation ရဲ့ left hand right hand side ဖြစ်တဲ့ equity ပေါ့။ equity ရောတော့အဓိကအပြင်းတော့ဟာကျွန်တော်တို့ closing equity အဲ closing capital နှစ်ဆုံးမှာရှိတဲ့ရင်းနှီးငွေလို့အသုံးစွဲလို့ရတယ်။နှစ်ဆမှာရှိတဲ့ opening equity ပေါ့။ opening capital နဲ့လက်ရှိနေ့ရဲ့အမြတ် profit for the year ရတဲ့ဆိုရင်တို့ကပေါင်းပေးရမှာပေါ့တကယ်လို့များရှုံးတယ်ဆိုရင်တော့နှုတ်ပေးရမှာဆိုတော့ဒါကိုအတရင်အမြတ်လို့လဲခေါ်တယ်အရင်တော့ကတော့ကျွန်တော်တို့ net profit လို့လဲသုံးနှုန်းနဲ့ပေါ့အဲ့ဒါနဲ့ကိုရီးကိုရာကိစ္စကုန်ပစ္စည်းပဲထုတ်သုံးသုံးငွေပဲထုတ်သုံးသုံးအာ drawing လို့ ခေါ်တယ်ပေါ့နော်။နောက်ကျွန်တော်တို့ဒီ library ဆိုတဲ့အပိုင်းပေါ့။ library ဆိုတဲ့အပိုင်းမှာတော့အဓိကနှစ်ပိုင်းရှိတယ်။တစ်ပိုင်းကတော့ nan current library နဲ့နောက်တစ်ခုကကြတော့ current library ပေါ့ nan current library ကို long term library လို့လည်းခေါ်တယ်ကာလရှည်ပေးရန်တာဝန်ပေါ့အဲသူများရဲ့ကျွေးမိကို တနှစ်နဲ့အထက်ပေါ့။ဟာနှစ်နှစ်၊သုံးနှစ်၊လေးနှစ်၊ငါးနှစ်၊ဆယ်နှစ်၊နှစ်၂၀အစရှိသဖြင့်